ငိုတွင်းညမှာအန်ဆိုဖာနန်ဒက်စ်နဲ့အစားထိုးဖို့လူရဲ့ပြတ်မှတ်တာ ဘောလုံးကြသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ LaLiga ထိပ်သည် Real Madrid တင်းကအတင်းရဲ့ဝိုင်းရင်ကွင်းလှည့်ကစားသမားချင်း Luka Modric ထွက်ခွာတော့မှဖြစ်တာကြောင့်သူ့နေရာမှာအစားထိုးဖို့အတွက် Chelsea တင်းရဲ့ Argentina ကွင်းလှည့်ကျဲဝင် Enzo Fernandez ကိုခေါ်ယူဖို့စဉ်းစားနေတယ်လို့သတင်းတွေထွက်ပေါ်နေပါရစေ။ Spain Radio Carina Sa ရဲ့ဖော်ပြချက်အရ Madrid တင်းကကွင်းလှည့်အတွက်ရွေးချယ်စရာကစားသမားတင်းနှစ်ဦးကိုပြင်မှတ်ထားနေပြီးအရိကစားသမားတွေကတော့ Enzo Fernandez နဲ့သူ့ရဲ့ Argentina လက်ရုပ်ရှင်အသေးမော ့ Leverkusen ကွင်းနဲ့လို့ ASEAN Plasio Store ပဲဖြစ်ကြပါဗျာ။ ဒီသတင်းတွေဟာမိုးရွင်းနေနဲ့လာမယ့်နေ့ရက်တွေမှာ Lost Plan Coast ကနေအပီးတိုင်းထွက်ခွာရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာပေါ်ပေါက်လာတာဖြစ်ပါတယ်။မကြသေးမီကမက်ဒရစ်တင်းက Enzo Fernandez နဲ့သတင်းတွေထွက်နေခဲ့ပေမဲ့ Chelsea တင်းကတော့သူတို့2023ခုနှစ်တုန်းက Benfica တင်းကနေပေါင်106.8တမ8တန်းနဲ့ပေးချေပြီးဝယ်ယူထားတဲ့ Fernandez တို့အရင်ပြောင်းရွှေ့ခြေထက်ပိုမရရင်ရောင်းချဖို့စမ်းသပ်ရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းအသက်24နှစ်အရွယ်ဂွန်းလက်ကစားသမားကိုရိုင်းက Santiago Bernabeu ီကိုပြောင်းရွှေ့ခြင်းဆက်ရှိနေတဲ့ဆိုတော့ဖွင့်ဟပြောကြားမှုတွေကြောင့်ဒီပြောင်းရွှေ့ဖြစ်လာနိုင်ခြင်းနဲ့ပတ်သက်တဲ့ထင်ကြေးပေးမှုတွေကတော့ပိုပြီးတော့မြင့်တက်လာခဲ့ပါတယ်။သတင်းရရမတ်ဒရစ်တင်းကချက်စီယက်တင်ဥရောပကွန်ဖရင့်လိပိုလူပွဲမှာရီယယ်ပက်ဒရစ်ကိုရှုံးနေပြီးလာမယ့်ရသည်ချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်သွားပါကအန်ဆိုဖာနန်ဒက်စ်အနေနဲ့စတန်ဖို့ဘရစ်ကနေထွက်ခွာဖို့ပုံမလကူလာနိုင်မှာဖြစ်လို့ဒီအချိန်လေးကိုမျှော်လင့်နေတယ်လို့လည်းသိရပါတယ်။ချက်စီတင်းဟာပရီးမီးယားလိရာသီပိတ်ပွဲစဉ်ဖြင့်ချန်ပီယံလိဝင်ခွင့်ပြိုင်ပတ်နော်တင်ယမ် Forest အသင်းကိုတနင်္ဂနွေနေ့မှာအဝေးကွင်းသွားရောက်ကစားမှာဖြစ်ပြီးလက်ရှိမှာတော့သူတို့ကအဆင့်9နေရာမှာရပ်တည်နေပြီး Forest ကတော့အဆင့်9နေရာမှာရှိနေပါတယ်။အရင်နောက်မှာတော့ Enzo Fernandez ရဲ့အသင်းကဥရောပဖလားအောင်မြင်မှုအတွက်ဗုဒ္ဓဟူးနေ့မှာဗတ်တစ်တင်နဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။